ပေးနာစင်ဝင်းရံပေးရရှိတဲ့ဒေါ်လန်မိဘပြည်သူများအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ဒီကနေ့ဒေါ်လန်ကပြအစီအစဉ်မှာတင်ဆက်ပေးခြင်းတဲ့ကပြတစ်ပုဒ်ကတော့ဆရာခေါနီအန်ဇာရေးခွင့်ထားတဲ့တန်းလို့အမည်ပေးထားတဲ့ဒေါ်လန်ကပြတစ်ပုဒ်ပဲဖြစ်ပါတယ်နောက်ဆက်ခန်းစားပေးကြပါဦးခင်ဗျာတန်းတွေးအလေးလေးမျက်ရည်အလေးလေးနဲ့ ံချားကဘဝတွေပေါ့လားရေပေးလဲမလို့မီးပေးလဲအလောင်ရိုက်ခံလေပေးဆိုလဲမกินခဲ့ငလင်းဆိုလဲလွတ်စရာမရှိအာနာရှင်ဘေးဆိုလဲစိုးဝယ်မရှိခဲ့ဘယ်ဘီဒုက္ခမှဘေးမှာမရှိဘူးငါတို့ကောင်းဖို့တည်းတည်းချိန်သားကြိုက်ကြလာတဲ့ဖြစ်အပြင်းဘုံတွေလိုဒုက္ခဟာအုံလိုက်ခြင်းလိုက်ရင်ဒီတစ်ခေါက်နိုင်ငံတော်ကိုကင်လောက်လိုက်တာဘဝတွေပဲ ချမ်းမှာမျက်ရည်ကလွှဲရင်ဘာမှမရှိဘူး။ဒီတော်လေးညီခလို့ကျွန်တော်တို့ကိုစာနာပါသလားခင်ဗျာ။အနေထားယုံတွေကိုမြင်ပါသလားခင်ဗျာ။မြစ်တောင်တရားဝင်ရဲ့အကူအညီလိုပါတယ်။လူကိုလူချင်းစာနာတတ်အောင်တရားပြလို့ပါခင်ဗျာ။အသားမြတ်ပေါင်းဖို့လူဘဝတွေပါခင်ဗျာ။ဖိုကကိုက်လိုက်ဒီကဖဲ့လိုက်ရဲ့ဘဝတွေပါခင်ဗျာ။တဘာဝဘေးနဲ့ 教给我教呀，你听我教呀呢，白天教谁呀？我的新娘，老妹并不闭嘴不言，一天天没气了，我的新娘，半夜杜家港，爷爷奶奶在周围。 ူတောင်းပြဖះလဲဘုတ်တံတင့်လို့ပြောပါဘုရားကက်ကြော်စီတဲ့ဇေဒီလဲဒီတဘောင်းဝန်ကက်ဆိုးကိုမကြုံနိုင်ခဲ့ရှာဘူးဒီတော်ရင်းရေခောက်လို့တပည့်တော်လိုနှလုံးတွေလဲနာလာပါဘုရားမောင်လုံးတဲ့နိုင်ငံတော်ကိုဂျမအလင်းအောင်စောင့်ခြင်းပေးတော်မူပါမေတ္တာတရားတွေ ဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်